ျွန်တော် theory လမ်း therapy လမ်းဈေးတွေဘယ်လောက်ရှိနေပြီလဲဒီနေရာဘယ်နားမှာရှိတယ်ဆိုတော့ကျွန်တော်အရှိတဲထဲမှာဆိုလို့ရှိရင်ဒါဇွဲခွင့်ခံမကိုသွားတဲ့နေရာနေထားတခုရှိမယ်ပေါ့နော်နောက်ပြီးတော့ဒီရှိမှဆိုလို့ရှိရင်ဒါကန်တာဦးရှိမယ်ဆိုတော့ကဒီနေရာနေထားကဒီလမ်း therapy လမ်းဆိုတာလည်းဒီလမ်းကြားထဲမှာကျွန်တော်တို့နာမည်ကြီးရွှေဖားစီမီနီမတီပါတွေရှိတယ်ဗျာနောက်ပြီးတော့ကြောင်းနေပါတွေလည်းရှိတယ်တဲတဲသွားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကျွဲကျူ အံမျိုးရဲ့အလှပနေရာလေးတွေရှိမယ် view point တွေရှိမယ်တန်လွင်မြစ်တွေရှိမယ်ဆိုတော့ကဒီလိုမျိုးနေထားမျိုးမှဆိုရင်ဖြစ် channel တစ်ချက်အယောင်ပွင့်လာပါတယ် channel ကကျွန်တော်တို့တော်တော်ကြေတဲ့ထဲမှာပါတယ်မျက်နှာစာကပီတရာကျော်တယ်ဆိုတော့ကမိတ်ဆွေတို့အနေနဲ့ဒီလမ်းမကြီးပေါ်မှာမျက်နှာစာပီတရာကျော်ဆိုတဲ့ channel တစ်ချက်ကိုအယောင်ဖွင့်လာပါတယ်ဆိုတော့ channel တစ်ချက်ကိုကျွန်တော်အခုသွားကြည့်မယ်ကျွန်တော်နေ့ချက်လိုက်လိုက်ခဲ့ ဒီတော့ကိုးချံရှေ့မှာကျွန်တော်တို့ဒီကြောင်းအားကစားကွင်းပေါ့နော်လက်ချင်ငယ်လောက်တဲ့နေရာတွေရှိမယ်ကျွန်တော်ဒါကကျွန်တော်တို့အမတ်၁၁မူလတန်းကြောင်းဖြစ်ပါတယ်အမတ်၁၁မူလတန်းကြောင်းအရှိတတဲမှာလေကောင်းလေသန့်နေရတဲ့ space ကြီးတစ်ခုရှိတယ်နောက်ပြီးတော့ဒီကတ္တရလန်အနေထားလေးရှိတယ်ဆိုတော့ကဒီကတ္တရလန်ဆိုတဲ့အနေထားလေးတစ်ခုမှဒါကလန်ထောက်အကွက်ချံဖြစ်ပါတယ်လန်ထောက်အကွက်ချံကကျွန်တော်တို့မျက်နှာစာ139ပေရှိပါတယ် မျက်နှာစာ138ပေရှိပါတယ်ကျွန်တော်အမှတ်၄ထဲမှာ ရှိပါတယ်မျက်နှာစာ139ပေအနောက်ပိတ်ကကျွန်တော်တို့120ပေရှိတယ်ကျွန်တော်ဒီဒေါက်တာထေးထောင်လန်းပေါ့နော်ဒေါက်တာထေးထောင်လန်းကဆိုလို့ရှိရင်လည်းကျွန်တော်တို့49ပေချက်ရှိမလားဒီမှာဒီလန်း49ပေဒီဘက်ခြံဒေါက်တာထင်းအောင်လန်ဘက်ခြံက ညနဝါကသူကညနဝါတော့မဖွင့်ထားဘူးဆိုပေမဲ့သူ့ချက်အကျယ်ကဒါကဒီအုတ်တိုင်းကနေဒီအုတ်တိုင်းစီးပေါ့နော်ဒီအုတ်တိုင်းစီးကနေဒီလမ်းမထိကကျွန်တော်49ပြီဆိုတဲ့အနေထားရှိပါတယ်ဆိုတော့ကတော်တော်ကြွေတယ်ဗျာမြို့ထဲမှာဒီလိုမျိုးချက်အကျယ်မျိုးကတော်တော်ရှားတယ်ဒါပေမဲ့ဟိုဘက်ခြံကလေးကတော့ကျွန်တော်ချက်ပြန်ကြည့်ပေးမယ်ဟိုဘက်ခြံကလေးကတော့သူကဘယ်လောက်ရှိလဲဆိုတော့100 104ပြီရှိတယ် ဒီတော့ဒီဘက်ဆက်မှာ104ဘေးဟိုဘက်ဟိုဘက်လမ်းပါဆိုလို့ရှိရင်104ဘေးဒီဘက်ဆက်မှာ149ဘေးဘာချန်တော်တော်ရှုပ်သွားပြီဒီတော့ကျွန်တော်အစားနေပြန်ပြောမယ်ဆိုတော့ကဒါကကျွန်တော်တို့ therapy land ဖြစ်ပါတယ် therapy land ကတ္တရာ land မေးတင်ကျွန်တော်တို့အမကာ7အရှိကျောင်းရှိတဲ့အခြံမျက်နှာစာ139ပေဖြစ်ပါတယ်ရပြီနော်ဒီတော့ကျွန်တော်တို့ဒီဒေါက်တာထင်းအောင်လမ်းရင်ရင် workshop land ဒါဆိုလို့ရှိရင်ကျွန်တော်တို့မျက်နှာစာ 49ပြီးပွင့်ပါတယ်ဆိုတော့ဟိုဘက်ချမ်းမှာဆိုလို့ရှိရင်104ပြီးရှိမယ်အနောက်ဘက်ကကျတော့ကျွန်တော်တို့ပေ120ရှိမယ်ဆိုတဲ့အနေအထားမျိုးဖြစ်ပါတယ်ဆိုတော့ဒီခြံလေးကကျွန်တော်အကိုကြီးခြံပေါ့နော်ကျွန်တော်အကိုကြီးမို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 းဆိုတာကစားတော့ဆိုင်နဲ့ဖွင့်ထားတယ်အိမ်ခြံမြေနဲ့လုပ်တယ်သူ့ဆိုင်မှာကျွန်တော်တို့ဝါခောက်ကင်အရန်ကောင်းလို့ကျွန်တော်အမြဲသွားစားဖြစ်တယ်ပေါ့နော်ဆိုတော့ကအကိုကြီးမိုးမိုးကိုကြီးမိုးပဲရောက်နေဟုတ်မှာအချက်တော့ ကိုကြီးမမိုးနဲ့ကျွန်တော်ဒီ channel ကိုကြော်ညာပေးမယ်အခုဟုတ်အဲ့လေအခု chain အခု chain ထဲမှာ chain ကျွန်တော် chain အပြင်မိတ်ဆက်ပေးပွားပြီအဲကိုအထဲမှာ chain လောက်မိတ်ဆက်ပေးလိုက်အဲဒီမှာ foundation ချတာရှိတယ်၃ တုတ်ထစာဖောင်ဒေးရှင်းပေါ့ရှည်တော့ရှည်တယ်တော့ဟိုမဆောက်ဖြစ်လိုက်ဘူးပေါ့အဲ့လိုမျိုးတစ်တစ်ခွန်တစ်တစ်ခွန်တစ်တစ်ခွန်ကျွန်တော်ပြောရဒီဒီဘက်ပြီးတော့ sorry က104ပြီအဲ104ပြီအဲဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်104ပြီရှိမယ်ဟိုအနောက်ပိုင်းက120ရှိမှာ120ညနေစားကတော့တစ်တစ်ခွန်ရှိတယ်တစ်တစ်ခွန်ဘက်ချန်ကလေးကျတော့49ပြီ49ပြီအဲဟုတ်တယ်အော်ဒါဖောင်ဒေးရှင်းအဲဖောင်ဒေးရှင်းချတာပြီကတုတ်ထစာတုတ်ထစာအဲတုတ်ထစာအဲချေကြီးပဲ giá miêu là gì gì đó là tây mù dầu mù gì mù gì mà mà thiếu nhiên này sao u sao u mà sao u à ê ê rồi biết nó ê xin ê ê tai bu tai bu ê ê gì đuôi cô mà gì đuôi မီးအဆုပ်ပေါ့ဒီဘက်မှာစိုက်ကန်းစိုက်ကန်းနှစ်ခန်းပေါ့ဒါပေါ့တောက်ကွဲဆိုတော့စိုက်ကန်းလေးပါလောက်တာတော့နော်လောက်တာအဲအဲဆိုရင်ဒီဘက်နာအထီးဆိုရောဒီဘက်နာမှာရေတွင်းရေတွင်းရှိတယ်အဲရေတွင်းရတုံးတာပဲအဲရေတွင်းတုံးလို့ရဒါစိုက်ဒါစိုက်ကန်းတွေပေါ့စိုက်ကန်းအဲစိုက်ကန်းခန်းဒီဘက်အဲ ဲ့ဒါပေမဲ့အနေထားတော့ကွာအဓိကတော့ပြောရမယ်ဆိုလို့ရှိရင်ဒီမှာလဲပေါ့နော်မှန်ဆိုင်ကဲတယ်ဟုတ်ကဲ့ဝေဘောင်းလေးခါလေးသူတို့လောက်တာပေါ့ဟုတ်နော်ညเทวินเทวินนายเปลี่ยนท่านน่ะเทวินก็เทวินเอ้ยสรองดีกองก็ L shape ดิเนาะเอ้ย shape L shape ไตขันเลยเนาะไตขัน L shape ไตขันเลย ခန်းနှခန်းသုံးခန်းကိုပဲမိဖို့ကြောင်းလို့ဒီဒီမှာကျွန်တော်တစ်ခါတော့မှလူတယောက်လာပို့ပြီးတော့ပွာခွတ်ပို့နေပဲမဟုတ်ဘူးပဲချက်ဟုတ်တယ်ဒါပါခွတ်ပို့ပဲဟုတ် တောင်းမှာတော့ဥက္ကဥက္ကနေရဲ့ဇီတွေပေါ့နော်။နောက်ပြီးတော့သူတို့ဆာဗစ်ကျင်းလဲ။ဆာဗစ်ကျင်းလဲသူတို့လောက်တာပြီးသား။ဆာဗစ်ကျင်းလဲပါ။ဟုတ်တယ်ဒီဥစ္စာဆာဗစ်ကျင်းပါ။ဖောင်ဒေးရှင်းချလာပြီးတော့ဆာဗစ်ကျင်းကအကုန်လုပ်ပြီးသား။ဟုတ်။ဘုဘမအဲ့ဒီဥစ္စာအမဲမဲဥစ္စာတွေဟာအဲ့ဒါဟုတ်ပြီ။ဟုတ်တယ်ဟုတ်တယ်။ဟုတ်တယ်ဒီဥစ္စာဟုတ်ပါမှာ။အစတော့အဲ့ဆောင်းလို့ပေါ့။အင်း။ဒီဥစ္စာဖောင်ဒေးရှင်းချချ။အင်း။ရောင်းပြီးဘယ်မှာသွားပြန်နေတာမလို့လား။ ခွဲခွဲရခွဲရမော်နမလေးညီကိုညီကိုညီကိုအော်အမွေဆိုင်ပေါ့အမွေဆိုင်အဲခွဲရဒါဘူးစင်ဘူးစင်ဟိုပေရောအေးပါအေးပါဟိုမလာအဲ့ဒါပေါ်ဝဥစားတော့အဲ့ဒါကစုံးနေဟောတာပေါ့အစားတော့စားတော့ဥစားတွေပဲရှောက်ဟိုကတမ်းမြာမရှောက်တမ်းမြာကောင်းတယ်အင်း โอเคခုဆိုလို့ရှိရင်အိမ်ထဲပြပြသွားပြီပေါ့နော်အိမ်ထဲပြပြသွားပြီဆိုရင်ကျွန်တော်တို့အိမ်ရှိပြန်ထွက်မယ်လေနော်ဟာကိုမိုးမိုးကိုမိုးမိုးကအရင်တော့ကြောညာရိုင်းနေရပဲအေးလေရရမဟုတ်ဘူးအခုကစကားသိမ့်မပြောလို့မမီဘူးလေမမီရတယ်နဲအေးမနိုင်တော့သိမ့်ရိုင်းနေတော့ကျွန်တော်ကအခုဒီခြံလေးอ่ะပေါ့နော်ကျွန်တော်ကိုမိုးမိုးနဲ့လာရောင်းတာပေါ့နော်ဆိုတော့ကဒီခြံလေးကိုဈေးဘယ်လောက် ဖွင့်တာလေအဖွင့်အပိတ်လားအပိတ်လားဖွင့်ပဲဖွင့်ပဲဖွင့်ပဲဘလောက်တော့ဖွင့်တာလဲ3 900တဲ့ကိုတော့ညီနိုင်ညီနိုင်လို့ရတယ်ညီနိုင်လို့ရတယ်ညီနိုင်လို့ရတယ်အဲဆိုတော့ကစိတ်ဝင်စားတယ်ဆိုရင်တော့ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ် channel နေထားလေးကတော့မြင်တွေ့ရတဲ့အတိုင်းပဲကျွန်တော်တို့ဘယ်လိုပြောမလဲဒီလိုမျိုးလမ်းမတန်းဆိုတဲ့အနေထားလေးမှာကိုယ်အနေနဲ့ကိုယ်ပုံဖော်ရင်ပုံဖော်သလိုဖြစ်နိုင်တယ်နောက်ပြီးတော့မြေတွေကလည်းအရန်ရှားတယ်လမ်းမတန်းမှာပေတရာမျက်နှာစာတော်တော်ရှားသွားပြီနောက်ပြီးတော့ဒီဈေးအနေထားနေရလဲဒါက ဘယ်လိုပြောမလဲတင်းတင်းတယ်လို့ပြောလို့ရတယ်ဆိုတော့အနေထားခုကိုတော်ရောက်ရှိလာပြီဆိုတော့ကဒီထက်ပဲဈေးတက်ဖို့ရှိတော့နော်ဈေးကတော့ဒီထက်ပဲတက်ဖို့ရှိတော့မယ်ဒီဘက်ချက်မှာရေကလည်းဘယ်လိုပြောမလဲကိုခြံလေးကိုနည်းနည်းလေးညင်လေးတော့နည်းနည်းလေးထပ်လိုက်ပေးနိုင်တယ်ဆိုလို့ရှိရင်တော့တော်တော်ကောင်းမယ်ဘာဖြစ်လို့ဆိုတော့ကောင်ကဂုံမြင့်ပိုင်းနေဆိုတော့ဗျာရေတွေကစီးဝင်ဟုတ်လားဒီဘက်ချက်နဲ့စီးမယ်ဟိုဘက်ချက်နဲ့စီးမယ်ရေကတော့မတင်ဘူးဒါပေမဲ့ရေစီးရိုက်တဲ့အောင်တော့ခံရတယ် ဆိုတဲ့အနေထားလေးတစ်ခုမှာရေနှုတ်မြောင်းလေးတွေတည်တည်ချာချာလေးလှုပ်ပေးနိုင်မယ်ဆိုတော့တော်တော်လေးအဆင်ပြေမယ်ဒီလိုမျိုးလမ်းဒီဒီလမ်းနဲ့ပေါ့နော်လာဒီလမ်းနဲ့သူ့ခြံထဲရတယ်တော်တော်ဝေးပြီးတော့ဒီဘက်ခြံမှာမြောင်းတမြောင်းတည်ချာလေးလှုပ်ပေးနိုင်တော့အဆင်ပြေမယ်အနေထားမှာရှိရနော်ဟုတ်တယ်ဟုတ်တယ် Okay ဒီတော့ကစိတ်ဝင်စားလဲဆိုရင်တော့စက်တန်မင်းမြန်စုံစမ်းနိုင်ပါတယ်ကိုမိုမိုအင်ချမ်ပြင်ဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်